အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖြူစင်စိန်ချွေနာဆိုင်နဲ့အမေရအပေါင်းဆိုင်ဖောင်နာဦးစန်းလင်းမဲဖြစ်ပါရဲ့အကြောကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြသွားမယ့်အကြောင်းအရာလေးကတော့ဒုံးချွေတွေကဘယ်ဟာတွေလဲပေါ့ပြီးတော့ရင်အဲ့ဒီဒုံးချွေတွေနဲ့ပတ်သက်ပြီးတော့ဝယ်တင်လားတနည်းအားဖြင့်စုဆောင်းတင်လားပေါ့နောက်တစ်ခုကဒုံးချွေတွေက ဘလို့အုပ်စုမျိုးလဲဘလို့ဟာတွေလဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။အကြောင်းမြမကျွန်တော်တို့ကနံပါတ်1အနေနဲ့အကြမ်းမြင့်ကျွန်တော်တို့ခြုံငုံပြီးပြောမယ်ဆိုရင်တော့ဒုံးရွှေဆိုတဲ့ဟာကအယောတွေမပါတဲ့ရွှေအမျိုးအစားကိုအယောတွေထည့်ပြီးတော့မှမတွေ့တဲ့ရွှေအမျိုးအစားကိုကျွန်တော်တို့ဒုံးရွှေလို့ခေါ်ပါတယ်။အကြောင်းကျွန်တော်တို့ကအဲ့မှာမှဒုံးရွှေအုပ်စုတွေကိုကျွန်တော်တို့အမျိုးအစားပြန်ခွဲမယ်ဆိုရင် ဆန်ကပင်နှစ်ပြပါတဲ့ဒုံးရွှေတွေကို14ပဲရင်နဲ့အေးခွာပြီးရောင်းကြတယ်။အဲတော့ကျွန်တော်တို့လိုအပေါင်းဆိုင်တွေရောက်တဲ့အခါမှာဟာဒါဒုံးရွှေကြီး။ဒါကြောင့်ဒုံးရွှေကြီးကဒါအေးမပြည့်တဲ့ရွှေ။တချို့ကြတော့လည်းဒုံးရွှေတွေကိုဝယ်ထားပြီးတော့မှတချို့ကတည်းကဖြူသွားတာတို့တချို့ကหนีသွားတာတို့ဘယ်အပေါင်းဆိုင်မှလက်မခံနိုင်တဲ့အတိုင်းအတာတစ်ခုနဲ့ဒုံးရွှေတွေကဖြစ်တဲ့အတွက်ကြောင့်အဲ့လိုအေးမပြည့်တဲ့ဒုံးရွှေမျိုးကတော့ကျွန်တော်တို့အနေနဲ့ မဝယ်သင့်ဘူးလို့အကြံပေးချင်ပါတယ်။နောက်တစ်ခုကြတော့ကျွန်တော်တို့အခုတိတိနေကြတဲ့12ပဲရေပေါ့12ပဲရေပစ္စည်းတွေတနည်းအားဖြင့် 18K ပေါ့ကျွန်တော်တို့လောကဗီဒီယိုဖိုင်လေးမှာကျွန်တော်ပြောထားတဲ့ 18K နဲ့ပတ်သက်ပြီးတော့အခုဒီမှာလဲဒုံးရွှေက 18K အုပ်စုကလည်းဒုံးရွှေအုပ်စုရဲ့မှာပါနေတဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးထပ်ပြောခြင်းဖြစ်ပါတယ်အဲကြောင့်အဲ့မှာလဲ ျွန်တော်တို့က 18K ဆိုရင်ဘယ်လိုရောင်းနေကြလဲဆိုရင် 18K အုပ်စုမှာအကုန်လုံးက grand chain တွေနဲ့ရောင်းကြတယ်ကျွန်တော်နိုင်ငံခြားနေလာတဲ့ရွှေပဲဖြစ်ဖြစ်ဒီမှာ 18K ရောင်းတာပဲဖြစ်ဖြစ်အကုန်လုံးကကျွန်တော်တို့ဒီအကုန်လုံးရောင်းတဲ့ပစ္စည်းတွေတော်တော်များများတွေက grand chain နဲ့ပဲရောင်းတယ် grand chain နဲ့ပဲရောင်းတယ်အဲ့ကြတော့အဲ့ဒီမှာ grand chain နဲ့ရောင်းတယ်အဲ့ဒီမှာအရောက်တက်မပါဘူးဒါပေမဲ့ grand chain အပြင် အယောဒရကထဲ့ယူထားပြီးသားပုံစံမျိုးဖြစ်ပြီးတော့မှသူတို့ကတွတ်ထားတာနောက်တစ်ခုကပြန်သွင်းတယ်ဆိုရင်ဒီရသည် percentage နဲ့ show ရွှေစည်းဘလောက်တက်တဲ့ percentage နဲ့ show အဲကြောင့်ဝယ်သူကတော့ဝယ်လို့ရတယ်ဟိုဘက်က15ပဲရေတို့14နှစ်ပြားရေတို့လောက်တော့ဈေးမပေးရဘူးဈေးနှိမ့်တယ်အဲအဲ့ဒီမှာမှရွှေစည်းနည်းနည်းလေးနဲ့ပစ္စည်းမမတောင်းတောင်းလေးနဲ့အကြံပန်းတော့ဝယ်လို့ရတယ်ပေါ့ ဒါပေမဲ့ကြာကြာဝင်လိုက်တဲ့အခါမှာအဲ့မှာရွှေတွေကหนีသွားတာတို့ဖြူသွားတာတို့အဲ့လိုပုံစံမျိုးတွေဖြစ်တဲ့အတွက်ကြောင့်အဲ့လိုရွှေမျိုးစားရလေတကယ်ကြယ်ငွေလိုလို့ပြန်ပေါင်တဲ့အခါမှာဘယ်အပေါင်ဆိုင်ရမှာလက်မခံတဲ့အဆင့်လိုဟာမျိုးဖြစ်သွားနိုင်တယ်ဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုကပြန်သွင်းမယ်ဆိုရင်လည်းအဲ့လိုပြန်သွင်းတဲ့အခါမှာကိုယ်ဆိုင်ကိုယ်ရွှေပဲအဲ့လိုဟာမျိုးလက်ခံတဲ့အတွက်ကြောင့် percentage နဲ့ချွေစေးကဘယ်လောက်ကြီးပဲတက်သွားတက်သွား percentage နဲ့ပဲအကုန်လုံးကအယောင်းဝယ်လုံနေကြတဲ့အတွက်ကြောင့် ဝယ်သူအားဖြင့်ရတော့ဒါဝယ်ယူစုဆောင်းဖို့မသင့်ဘူးပေါ့ဒါကျွန်တော်တို့အဲ့လိုပဲအကြံပေးခြင်းတယ်နောက်တစ်ခုကဒုံရွှေရကျွန်တော်တို့ဘာလဲဆိုတော့အပေါင်းဆိုင်နေအမင်းရသည်ဖြစ်စေမရသည်ဖြစ်စေပစ္စည်းတွေကိုအပေါင်းပစ္စည်းဖြစ်နေလက်ခံကြတယ်အချိန်ကာလတစ်ခုအရဥမာ6လတန်းဒီတစ်နှစ်တန်းဒီအဲ့ရပုံမှာဆိုင်နေရနေတို့တို့ကမြွေးနိုင်ကြတဲ့အခါမှာဆိုင်ရနေငွေပြန်ပေါ်တဲ့အနေနဲ့ ဲ့လိုအပေါင်းဆိုင်အပေါင်းဆိုင်တွေကနေဒုံးရွှေဆိုပြီးတော့မှအယောနဲ့မပါဘဲနဲ့ရွှေပေါက်စင်းကိုကြည့်ပြီးတော့မှပြန်ရောင်းတဲ့အထည်တွေရှိကြတယ်။အကြောတော့အဲ့လိုအထည်မျိုးတွေကြတော့လေတချို့ဆိုင်တွေဆိုရင်ရွှေဟူများသောအားဖြင့်နားမလည်ကြတဲ့ဆိုင်တွေရှိတယ်။အပြင်ပေါက်စင်းကိုစုံစမ်းပြီးတော့မှ15ဘဲရင်နဲ့ရောင်းအမှန်မသိ14နှစ်ပြားနဲ့ရောင်းအမှန်မသိတော့အခောက်ရွှေနဲ့ရောင်းအမှန်မသိသူကနဲ့သူအကုန်လုံးတောင်မြောင်ဒုံးဆိုပြီးကြောက်ကြောက်ချိန်တွေပါတဲ့ဟာတွေလည်းကြောက်ချိန်တွေအကုန်လုံးရောရက်ပြီးအကုန်လုံးရောင်းလိုက်တဲ့ခါမှာ ရွှေရည်မမှန်ဘဲနဲ့ဈေးမမှန်ဘဲနဲ့ဝယ်သူအနေနဲ့နင့်နာနိုင်စရာတွေရှိပါတယ်။အဲကြောင့်နောက်ထပ်ဒုံရွှေတစ်ခုကတော့ဘာလဲဆိုတော့ပြန်သွင်းရွှေရည်ဆိုတဲ့ပုံစံမျိုးပေါ့။ကျွန်တော်တို့စိုင်းတစိုင်းကနေဝယ်သွားတယ်။အကြောင်းတစုံတရာအကြောင်းတို့ငွေလိုလိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီပစ္စည်းကိုကျွန်တော်ပစ္စည်းနဲ့ပဲလဲကျင်တာပဲဖြစ်ဖြစ်အဲ့လိုအကြောင်းတစုံတရာအကြောင်းဒီဟာလေးကိုကျွန်တော်တို့ကပြန်သွင်းပြီးတော့မှ ဆိုင်သမားကလည်းဝေဘောပုံစံမျိုးနဲ့ပြန်ရောင်းတဲ့ဒုံးရွှေလိုဟာမျိုးကြတော့ဝဲသူအနေနဲ့အသက်ကျက်တည်များပါတယ်အဲဒါကြောင့်ဒုံးရွှေဒုံးရွှေဆိုရမှာလည်းများသောအားဖြင့်တော်တော်များများနေရဒုံးရွှေဆိုတဲ့ဟာကိုမသိတဲ့အတွက်ကြောင့်အဲကြတော့14နှစ်ပြားကြီးကို sorry 12ပဲနှစ်ပြားကြီးကို14ပဲရင်းနဲ့ရောင်းတဲ့ဟာမျိုးလားဒါမှမဟုတ် 18k ဆိုတဲ့ဟာကို grand chain နဲ့ရောင်းပြီးတော့ရော့တဲ့လက်ခမပါတဲ့ရွှေမျိုးလား ဒါမှမဟုတ်အပေါင်ဆုံးပြီးတော့မှအပေါင်ဆုံးထားတဲ့ရွှေမျိုးလားဒါမှမဟုတ်ပြန်သွင်းထားတဲ့ရွှေတဲ့ပစ္စည်းမျိုးလားဆိုတဲ့ဟာကိုဒုံးရွှေဝယ်တဲ့လူတွေကနားလည်တဲ့နယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်အဲဒါကြောင့်နောက်အကြောင်းအရာလေးတွေအတွက်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်